မီးကဖုန်းကြီးကြောင်ရဲ့အခန်းထဲမှာအဖေနဲ့အကိုနဲ့အမေနဲ့အပြင်မှာဟုတ်တယ်မွေးနေမှာသမီးကမသိဘူးဘာကုမဒီချိန်မှာလာလို့နေတာမေးမှမရှိတာအဲ့အမတရားကညီမလေးအလာရဲ့အင်တာဗျူးချင်လို့ဆိုပြီးတော့အခန်းထဲမှာခေါ်ထုတ်လိုက်တာအဲ့ကြောင့်သမီးကသိတာအဲ့တော့ဘာပြောလဲမသိဘူးဘာပြောလဲမလဲမသိဘူးဘာပြောလဲမလဲမပြောတော့ဘူးပေါ့နော်အဲ့လိုအဲ့လိုဖြစ်တာ into the room got me feeling crazy အဲ့ဒါကလေဘယ်ပြောမလဲမိဘတယောက်ကမျိုးကိုယ်သားသမီးကိုပေါ့နော်ဒီလိုလေးပြောလိုက်တဲ့အခါမှာဖြစ်စေချင်တာလည်းပါတယ်မျှော်မှန်းထားတာဒီတွေးထားတဲ့အတွေ့အကြုံလည်းအများကြီးပါတာဆိုတော့လေဟုတ်ဆိုတာကလည်းဆိုရင်းနေနေဆိုချင်မလို့မြန်မာတယောက်နေကဖုန်းကြီးမိုးချေချင်တယ်ပေါ့နော်အင်တာဗျူးမှာဖြေလိုက်တယ်အဲတူကကျတော့အော်အသက်လေးရလာဆိုပေမဲ့သူဖုန်းကြီးမိုးချေဘူးပေါ့နော်သူကစိတ်ပြောင်းသွားပြီသူက ော့နော်အိမ်အောင်ပြုတ်မယ်ဆိုလဲဒါအရွယ်တစ်ခုရောက်နေပြီပေါ့နော်ဥပြောဆိုလိုပဲအဲအကိုသဘောကျတဲ့လူအကိုတကယ်ဟိုအာရွေထားတဲ့လူရှိတယ်ဆိုလို့ရှိရင်နော်ညီမတယောက်အနေနဲ့ကတော့အိမ်အောင်ပြုတ်စေချင်ပါတယ် ာလေတချင်းကတော့အရင်တော့ဂျာဖို့တချင်းပုံစံလေးလည်းမတူဘူးပေါ့နော်အဲ့ဒီ chorus spike လေးကတော့တူတယ်အရင်တော့အတိုင်းပဲပြီးတော့မှဟဲ့ဂျာတွေကဟာတွေကဖောက်ဆိုထားတယ်ထင်တာပေါ့နော်မတူတဲ့ရတာလေးတခုရတဲ့ခါကျတော့အဲ့မိုက်လည်းမိုက်တယ်ကြည်ရတဲ့ခါကလည်းအသက်ဆန်းလေးဖြစ်တဲ့ခါကျတော့ကြောက်ကြတယ်ဟုတ်တမီးကဟတာကကြိုက်တယ်ဆိုတော့လေဟတာကကြည်တဲ့ခါကျလူလည်းမစိတ်လည်းပြောရတယ်ပြီးတော့ stress လည်းပျောက်တယ်ပေါ့နော်အပေါ်မှာအဖြစ်မျိုးဟတာကကြည်ဖြစ်ပါတယ်ဟုတ်ဒါကြတော့စိတ်ခံစားမှုဒါကြတော့စိတ်ခံစားမှုလေးကတော့ ကောင်းပါတယ်ကောင်းပါတယ်ကောင်းပါတယ်အာနောက်ဆုံးသတင်းကဥရောလေဘာဘာပြောရတဲ့ဟာလေအင်တာဗျူးတွေမှာတက်လာတဲ့ဟာဥရောတွေ့လို့ပေါ့နော်အာတလောက်ပါပဲတလောက်ပါပဲကျွန်တော်ကတော့တပီးလေအလောက်ကြည့်ဒီမပြောတတ်ဘူးပေါ့နော်ဟာအဲ့ဒါကလေဘယ်လိုပြောမလဲမိဘတယောက်ကမျိုးကုတ်သားသမီးပေါ့နော်ဒီလိုလေးပြောလိုက်တဲ့ခါမှာဖြစ်စီကျန်တာလည်းပါတယ်ပြီးတော့ဆိုရှင်ပေါ့သူမျောမှန်းထားတာဆောက်ဘယ်လိုမှမျောမှန်းထားတာဒီသူတွေးထားတဲ့အတွေ့အကြုံလည်းအများကြီးပါတာဆိုတော့လေဟုတ် အာအဲ့ဒါကကြတော့ဘယ်လိုပြောမလဲတမီးကလေအမအိမ်မှာအငယ်ဆုံးဆိုတော့လေအမလူကြီးတွေကလူကြီးပါလူကြီးလောက်တဲ့လောက်ကိုကလူကြီးတို့လောက်တာပို့ပြီးတော့ဘယ်လိုပြောမလဲကလေးတိတ်ပြမတိရဟာရှိရပါတော့နော်အဲ့အဲ့လိုအပိုင်းတွေတော့နည်းနည်းရှိပါတယ်ဟုတ်လို့ဘယ်လိုရှင်ရန်ခွေရန်ဖောက်တာဆိုတော့တမီးပါပါလေမပါလို့မရပါလေတမီးအဲ့ဒါကိုကတိတ်မတိသေးရအဲ့လိုဖြစ်နေရ အခုကပုံမှန်အတိုင်းပါပဲဒီတိုင်းပဲသူပြောနေကြလုံးနေကြအအတိုင်းပဲသူတို့လုံးနေရေပေါ့နော်အဲ့လိုမျိုးလေးဟုတ်ဟိုတလောသူ့ညီမတမီးကဖုန်းကြီးကိုခိုင်းနေအကိုအတက်ရလာပြီပြီးနေအတက်ကြည့်လာလို့ဖြစ်တမီးရပေါ့နော်ညီမတယောက်နေအကိုဖုန်းကြီးကိုဆေးချင်တယ်ပေါ့နော်အင်တာဗျူးမှာဖြေးလိုက်တယ်အဲသူကကြတော့အော်အတက်လေးရလာဆိုပေမဲ့သူဖုန်းကြီးမိုးချူပေါ့နော်သူကစိတ်ပြောင်းသွားပြီသူကလုံးဝဖုန်းကြီးပွင့်နေကမနေတော့သူကတင်ချာပေါ့နော်လူလောကမှာတင်ချာကိုအာ သူလုံးချင်တဲ့ဟာသူလုံးချင်တဲ့ဟာလည်းသူလုံးပြီးတော့သွားမယ်ပေါ့နော်အဲ့လိုလေတော့အာအရှိအင်တာဗျူးမှာလို့ဖြေခဲ့ရပေါ့ဟုတ်အာအဲ့ဒါကလေအာဘယ်လိုပြောရမလဲ surprise သူကဖြစ်စေချင်တဲ့ခါကျ surprise လေးလေးနဲ့မြင်တာပို့ပြီးတော့ရင်ခုန်ရမယ်လို့တမီးနေနဲ့ထင်တယ်အာတမီးအခု series ရိုက်ထားတာရှိရယ်ပြီးတော့ရှင်လည်းဒီနှစ်ထဲမှာ series နှစ်ကားလောက်ပေါ့နော်ထွက်ပေါ်လည်းရှိပါရယ်ပြီးနောက်ပြီးတော့ထပ်ပြီးတော့ series ရိုက်ဖို့တဲ့အာလုပ်နေရတယ်ရှိရယ်ပေါ့နော်အဲ့ခါကျရင်အပစ်ပါအောင်လို့ပြောစရာမလဲအဲ့ဒါကဟာပုံနဲ့တွဲတာလို့ပါတာ အဲ့ဒီနဂါကအကုန်းနဲ့တွဲတာမဟုတ်တက်တက်အာပြင်ကဟုတ်တက်တက်ဟာကဟိုပါဘောနော်ပထမတကားကကြတော့ကိုထွန်းနဲ့တကားနောက်ကိုထွန်းနဲ့ဟုတ်နောက်တကားနောက်တကားကကြတော့အာဗာလဲအာဆူရှာထူချင်းနဲ့ပေါ့နော်ဟုတ်ဆူရှာထူချင်းဟုတ်အာမင်းသားလေးနဲ့ပေါ့နော်အဲ့ဒါနဲ့တကားအဲ့နကားဖောက်ဖို့ရှိပါတယ်ဟုတ်ဆက်လန်ဒရိုက်ဘာဟုတ်အမှန်တည်းချင်းနေနေအာလေးကားလောက်တင်မှုချက်လေးဟုတ် ားဟုတ်ကိုအခုကားတွေပဲဟုတ်အဲ့ဒါကကြတော့အခုလောလောဆယ်ကအမျိုးရိုက်ဖို့တော့ကစီစဉ်နေရပေါ့နော်တေချာကတော့အမျိုး plan လုပ်မဲ့ဆိုတော့တေချာတိကျတော့မပြောတတ်သေးဘူးပေါ့ဟုတ်အဲ့ချိန်မှာတမီးကဖုန်းကြီးကြောင်ရဲ့အခန်းထဲမှာအဖေနဲ့အကိုနဲ့အမေနဲ့အပြင်မှာဟုတ်တယ်မွေးနေမှာတမီးကမသိဘူးဘာကူမှာပြီးတော့မှတမီးကအဲ့အမတရားကညီမလေးရဲ့အလာရဲ့ interview ချင်လို့ဆိုပြီးတော့အခန်းထဲမှာခေါ်ထုတ်လိုက်တာအဲ့ကြောင့်တမီးကသိတာ အဲ့ဘာဒီဝါမလဲမသိဘူးဘာပြောလိုက်မလဲမသိဘူးဘာပြောလိုက်မလဲမပြောတော့ဘူးပေါ့နော်အဲ့လိုအဲ့လိုဖြစ်တာဆန္ဒနဲ့ကိုယ်ချက်ချက်တော့ပြောတာဟာအိမ်မှာအဖေလေးအဖေကိုမေးဖေးရိုက်မှာပေါ့သမီးကိုအဲ့တော့အားမေးကြောက်လို့ မမေးဘူးမမေးဘူးဟုတ်အာအခုနေနေမျိုးပေါ့နော်အိမ်အောင်ပြုမယ်ဆိုလဲဒါအရွယ်တစ်ခုရောက်နေပြီပေါ့နော်ဥပြောသလိုပဲအာအခုသဘောကျရဲ့လို့အခုတကယ်ဟိုအာရွေထားရလို့ရှိတယ်ဆိုလို့ရှိရင်တော့ညီမတယောက်နေနေရတော့အိမ်အောင်ပြုစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလည်းအာဘယ်လိုပြောမလဲကိုချက်ချက်လုံနေဘဝတစ်လျှောက်လက်တွဲသွားတဲ့ဟာကအမ်ဘယ်လိုပြောမလဲအာ ျော်ရှင်ရမယ်လို့ညီမတမီးတယောက်နေမြင်တယ်ပေါ့နော်ညီမတယောက်နေမြင်တယ်အဲ့ဒါကြောင့်မလို့ပြုစေချင်ပါတယ်ဟုတ်တယ်အဲ့နောက်ကမကြော်တော့ဘူးလားတော့အဲ့တော့မကြော်တော့ဘူးဘာလို့လဲဆိုတော့တမီးဟိုရတော့ဘာလို့လဲဘာခံရအောင်လဲမသိဘူးဖြစ်နေတာတယောက်တည်းနေဖြစ်တာများတာဆိုတာလေအဲ့ဒါကြောင့်မလို့အဲ့တော့ဘယ်အဖြစ်လဲမရှိအဲ့လိုမျိုးတော့ရှိပါတယ်ဟုတ်အတငယ်ချင်းနဲ့ကြတော့အဲ့လိုမျိုးဘယ်လိုပြောမလဲအာငယ်လေးတွေပေါင်းလာတငယ်ချင်းတွေကြပြပြဖြစ်တယ်ပေါ့နော်တချို့အကြောင်းလေးတွေအာအစိမ့်အစင်ပြရတော့ဝမ်းနေတဲ့အကြောင်းလေးတွေတော့အစင်ပြရတဲ့ဟာလေးတော့ပြပြဖြစ်တာလေးတွေရှိရဟုတ်အဲ့လိုအဖြစ်လေးပါ ချစ်ရည်ပဲတော့ဒီလိုပါဦးရယ်ဒီလိုပါဦးရယ်ငါ့ဟိုလဲအကုန်းလိုပဲအာပေးပါလို့ပြောချင်ပါတယ်ညီမရိုက်တဲ့ series တွေလည်းရှိတခြားလူပိတ်တဲ့ပတ်သက်ပြီးညီမလုပ်နေရတဲ့လည်းရှိပါတယ်အဲကြလို့ရှင်လဲအကုန်းနဲ့အာ YouTube ပေါ့နော်ညီမကိုလည်းအပေးပါလို့ပြောချင်ပါတယ်